အင်ဂျင်နီယာရင်းနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်ကျောင်းရလေးကတော့ကျွန်တော်ဒီလွန်ခဲ့တဲ့အာနှစ်ပတ်သုံးဝက်လောက်ကတင်ပြီးခဲ့တဲ့ Aho is ပေါ့နော်တော်ရီကကျွန်တော်ဆိုဒီ၃နာရီတခါဝင်ကလေးနဲ့ချော်တခါလေးမိနေပေါ့နော်ကျွန်တော်ဆိုဝင်မကလေးပြစ်ဖို့ပေါ့နော်ဝင်ပြီးကလေးရတာတော့ဝင်ပြီးပြန်ပြီးတော့ကို၃နာရီတခါပြန်ပြီး start လုပ်ပေးရတာပေါ့နော်ဘူးဆိုကျွန်တော်မှဒီ0.47ရှိရတယ် ကျောင်းရဲ့ဒီဒီကောင်လေးကို always ုံပြခြင်းကျွန်တော် always ပေါက်ကနေပြီးကျွန်တော် withdraw လုပ်ထားရရှိရပါတော့။ဒီ always ပေါက်ကနေပြီးကျွန်တော် withdraw လုပ်ထားရရှိရပါတော့။ဒီကောင်လေးကကျွန်တော်ဒီ NC wallet ထဲကိုရောက်ပါတယ်။ပြီးတော့ဒီတချို့ရဲ့ဆိုတော့ဒီကျွန်တော်တို့လည်းဒီဓာတ်ရိုက်ရောက်မယ်လို့ထင်နေတာပါတော့။ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ရဲ့ NC wallet ထဲကိုကျွန်တော်ပို့ပေးရတာပါတော့။ဘယ်လိုပို့ပေးရမလဲ။ ကိုရဲ့ဒီ wallet တွေဘယ်လိုပေးရမလဲအဲ့ wallet တွေရောင်းရောကိုကဘယ်လိုအာ coin နဲ့ဒီလက်ရှိ cryptocurrency coin နဲ့ဘယ်လိုပြန်ချိန်ရမလဲပြီးလို့ရှိရင်အဲ့ဒီ NC wallet ရှင်ကနေပြီးရောကျွန်တော်တို့ဒီ Binance တို့ Bybit တို့ Bitget တို့ကိုဘယ်လိုပြန်ပြီးရောရေးပြောင်းလို့ရမလဲဆိုတာကိုကျွန်တော်ပြောပြရအောင်မှာဖြစ်ပါလိမ့်ပြီးတော့ series link စတဲ့ငယ်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe ရေးကူညီအားပေးပြီးသွားကြပါဦးတကယ်တော့ကျွန်တော်ဒီဒီဟိုဒီ always buffet buffet ပေါ့နော်ဒီ always buffet ဆိုလို့ရင်ကျွန်တော်ဒီ0.1ပြီးတော့ကျွန်တော်တခါထုတ်တာပါလေ always 0.1ဆိုလို့ရှိရင် withdraw စလုပ်လို့ရပြီပေါ့နော် NC wallet တွေကိုအဲ့မှာကျွန်တော်ရဲ့ဒီ history မှာရှိရပါတော့ဒီမှာကျွန်တော်ဒီမှာ0.1 always ကိုကျွန်တော်ဒီနေ့ဒီ Saturday ရက်နေ့တင်တော့ချင်းလိုက်ပဲလောက်မှကျွန်တော်တွေ့ထားရပေါ့နော်ဒီလိုရှင်ကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ဒီ city pool မှာရှိတယ်ပေါ့နော်ဒီ city pool ကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မှာပေါ့နော် စီဘူးမှာဒီစီဘူးကလည်းကျွန်တော်ဒီတင်ပေးထားရပေါ့နော်အဲစီဘူးကနေပြီးတော့ကျွန်တော်ရထားတဲ့ကျွန်တော်တွန်ဝင်လေကျွန်တော်ရဲ့ဒီ ROH ဒီဒီ ROH ဆိုပဲကျွန်တော် NC wallet ထဲကိုကျွန်တော်အဲကျွန်တော်ထိုးထားတယ်ပေါ့နော်အဲထည့်ထားတယ်ပေါ့နော်အဲကောင်လေးရတယ်ကျွန်တော်ဒီမှာအာကျွန်တော်ရဲ့ဒီ history မှာကျွန်တော်ကြည့်လို့ရမယ်နေတူတယ်နော် ဒီကျွန်တော်ရဲ့ဒီ city city pool မှာဆိုရဲကျွန်တော်အရင်တစ်ပတ်ကျော်နှစ်ပတ်လောက်ကကျွန်တော်တင်ပေးခဲ့ပေါ့နော်ဒီမှာလည်းကျွန်တော်ဒီဟိုပါကျွန်တော်ဒီ city pool ကနေပြီးကျွန်တော်ဒီရတဲ့တွန်လေးကိုကျွန်တော်ဒီ NC wallet တွေကိုထုတ်ထားရဲပေါ့နော်အဲ့ city pool ကိုကျွန်တော်တို့ဝင်နေကျွန်တော်ရဲ့ဒီ NC wallet ကြီးမင်းနဲ့ချိန်ကြီးကိုလည်းကျွန်တော်အားလုံးကိုကျွန်တော်တင်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီ video တွေမှာတွားကြည့်လို့ရပါတယ်အဲ့ကဟာလည်းကျွန်တော်ရဲ့ဒီ NC wallet ထဲမှာအာရောက်နေတယ်ပေါ့နော် ဒီကျွန်တော်ရဲ့ဒီ NV wallet ထဲမှာ ကျွန်တော်ဒီမှာရောက်နေပြီပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်ဒီမှာ history မှာကျွန်တော်ကြည့်လို့ရပါမယ် history မှာကျွန်တော်ဒီတရားက always အပေါ်ကဒီ always ဆိုတာကကျွန်တော် always perfect ကနေပြီးတော့ကျွန်တော်ဒီဟိုဟာဝင်တော့လောက်ထားရပါမယ်နော်အောက်ကတုံးကကျတော့ကျွန်တော် city boost ကပေါ့နော်ကျွန်တော်ဒီ telegram ကနေ sorry city boost ကနေပြီးတော့ဝင်တော့လောက်ထားပါမယ်နော်ကျွန်တော်မှာစုပေါင်း ျွန်တော်ရေ wallet ထဲမှာဒီမှာ0.19 USD ရှိနေပါပြီပေါ့နော်ကဲအဲ့တော့ဒါလေးကိုပြောကြမှာကျွန်တော်လက်တွေ့ဒီမှာ withdraw လုပ်ပြမယ်နော်ကျွန်တော်တို့ကဒေတာကမှာကကျွန်တော်တို့ဒီ ROAS to ROI public ဆိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ NC wallet ထဲကို withdraw လုပ်တော့မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ3နိုင်တစ်ခါပြည့်တဲ့အချိန်မှာဖြည့်ရမှာပဲနော်အဲ့ဒီမှာကျွန်တော် ပြန်ပြီးတော့ဒီပြန်ပြီးတော့ဆက်မတူလေးပဲနဲ့ဆက်မတူပါနဲ့နော် ဆက်တူးလို့ရှိရင်ကျွန်တော်တို့ကတူးနေတဲ့အတွက်ကျွန်တော်တို့ withdraw လုပ်လို့ရမှာကျွန်တော်တို့ရဲ့ဒီဒီနေရာမှာကျွန်တော်တို့ရဲ့ gamma in always ကိုကျွန်တော်တို့နှိပ်လိုက်ပါ gamma in always ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ 2nc wallet ကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ mail ကျွန်တော်တို့ဆက်တယ်ပြရဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ရှိနေတဲ့ account ကိုဒီကတတိထားမှာပေါ့နော်ကျွန်တော်တို့ရဲ့အောက်ကောင် master ပဲနဲ့ဒီအပေါ်က ဒူကန်စီဝေါ်လက်ဆိုတဲ့နေရာကိုသွားပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ဒီ NC wallet နဲ့ချိန်တာကြည့်မိတယ်ကိုကျွန်တော်ဒီမှာလက်ရှိရှိနေတဲ့အမောက်ကို send away ဆိုပြီးနှိပ်လိုက်ပါနှိပ်ရပါမယ်။နောက်ဆုံးချင်ပါဘူးနော်။အမ်မဆိုလို့ရင်မရှူ transition ကိုကြည့်လိုက်ပါမယ်။ခဏဆောင်လိုက်ပါဒါ line လေးမကောင်းဘူးပေါ့နော်။ အဲ့လိုပြီဗျာဒီဘက်ကိုကျွန်တော်ပြန်ထွက်လိုက်မယ်ကျေးဇူးကြောင့်အိမ်မှာဆွေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ရောက်မြောက်ကျွန်တော်ဒီမှာအချက်ချင်းမလို့ဒီမှာနော် မှာကျွန်တော်ရောက်လာပြီပေါ့နော်ဒီမှာကျွန်တော်ရောက်လာပြီဒီမှာ complete ဖြစ်သွားပြီအဲ့ကောင်ဘယ်မှာချက်ပြန်ကြည့်လို့ရလဲဟိုရင်ကျွန်တော်ဒီမှာ SD မှာချက်ပြန်ကြည့်လို့ရတယ်အော်ဒီမှာနော်တော့ဒီမှာရောက်လာပြီနော်အဲ့တော့ကျွန်တော်လက်တွေ့ပြပြလိုက်တယ်ပေါ့နော်အာအဓိကကျွန်တော်ဘယ်မှာ software မှာပြတော့ကျွန်တော် gamin ဒီဟွားနေသွားမှာပေါ့နော်အဲဒီဒီနားမှာကျွန်တော်တို့၃နိုင်ပြီးသွားရင်ကျွန်တော်တို့ gamin aoe ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ဒီကောင်လေးကနေပြီးတော့ကျွန်တော်တွားပြီးတော့ 2nc wallet ကိုတွားပါ ရင်ကိုက NC ကောင်းနဲ့နဲ့ချိန်ပြီးသားဖြစ်တဲ့အတွက်ဒီဒီနေရာမှာကျွန်တော်၃နိုင်ချင်းပြည်လိုက်ဒီ Star for free နဲ့ဒီအပေါ်မှာ NC wallet ဆိုပြီးတော့ပေါ်မယ်။ဒီ NC wallet ဆိုပြီးပေါ်တဲ့နေရာမှာကျွန်တော်တို့ NC wallet ကိုနေလို့ရှင်ကျွန်တော်တို့ဒီ NC wallet နဲ့ချိန်ထားတဲ့ဂျီမေးနဲ့ကျွန်တော်ဒီမှာကျွန်တော်ရနေတဲ့ amount ပေါ်လာနေမယ်။အဲ့ရကိုကျွန်တော်တို့ send to our way ဆိုပြီးကျွန်တော်လုံးလိုက်လို့ရှင်အာကျွန်တော်တို့ရဲ့ဒီ wallet ထဲကိုကျွန်တော်တို့ရဲ့ဒီ NC wallet ထဲကို ီကျွန်တော်တို့ဒီလက်ရှိရထားတဲ့ ROA တွေကရောက်ရှိသွားမှာပေါ့နော်အဲကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ရဲ့ဒီ ROA တွေကဒီ NC wallet တွေကိုရောက်ရှိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဘာလုပ်ရမလဲဆိုလို့ရှိရင် as you already ကျွန်တော်ရောက်ရှိပါပြီပေါ့နော်ကျွန်တော်ရဲ့ ROE coin ကကျွန်တော်ရဲ့ ROE coin ကရောက်ရှိပါပြီဆိုရင်ကျွန်တော်ရဲ့ ROE coin အနေနဲ့တော့ကျွန်တော်တို့ကဒီ NC wallet ကနေပြီးတော့ဒီ Binance တို့ဒီ Bybit တို့ဒီ Bitget တို့ဒီ exchange တွေတော့ကျွန်တော်ပြန်လွှဲပြောင်းလို့မရဘူး။ဒါပေမဲ့ကျွန်တော်တို့ကဒီတရက်နေပြီးတော့ကျွန်တော်တို့ရဲ့အခုဒီမှာကျွန်တော်စမှာဆိုလို့ရှိရင်ဒီမှာ always coin ဒီမှာ0.52 RAC ရဲ့ USDT အနေနဲ့ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီကျွန်တော်ခုနတွန်းရောဆိုလို့ရှိရင်ကျွန်တော်အလုံးပေါင်းကျွန်တော်0.73 USDT ရှိတယ် ဆိုတော့ကျွန်တော်တို့ကဘယ်လိုချိန်းလို့ရမလဲကျွန်တော်ဒီမှာ exchange လို့ရတယ်ကျွန်တော်ဒီမှာ always ကိုနှိမ့်လိုက်ပါ always ကနေပြီးတော့မာပါတော့ကျွန်တော်ဒီမှာ always ကနေပြီးတော့ဒီသူရဲ့ minimum နေဒီ maximum နေ maximum နေကျွန်တော်ပြထားတယ်ပေါ့နော် maximum ကအာဒါကကျွန်တော်အခုလက်ရှိနေတဲ့ကောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ကျွန်တော်ရဲ့ coin ဒီ always အဲဒီမှာ2ကပြထားရပါနော်ဒီမှာ2 minimum amount ကဒီ7 hours ရှိမှာပေါ့နော်ကျွန်တော်တို့ဒီမှာ8 chain လောက်ခွင့်ပေးမယ်တဲ့အဲ့တော့ကျွန်တော်ဒီ7 hours ကျွန်တော်တို့ပြတာ7 hours ဆိုကျွန်တော်7ဒေါ်လာပေါ့နော်အဲ့လိုပြေးသွားမှာမှာကျွန်တော်တို့ဒီတခြား coin ကိုကျွန်တော်ချိန်ရမယ်ဒါမှမဟုတ် BTC ကိုမချိန်ရင်ကျွန်တော် USDT ကိုချိန်မယ်ဆိုရင်အဲ့လိုပဲလားဆိုတာကျွန်တော်ကြည့်မယ် ဒီကျွန်တော်တို့ဒီမှာ0.5အဲဒူဒူပဲเนาะ minimum mark က always ကနေရှိမှဆိုရင်ကျွန်တော်တို့7 always ရှိမှကျွန်တော်တို့ခြိုက်တဲ့ coin ခြိုက်တဲ့ဒီ stable coin ဖြစ်တဲ့ USDT ကိုပဲချိန်ချင်ချိန်ဒီဟိုကကျွန်တော်တို့တခြားတော့ဒီမလား coin တွေဖြစ်တဲ့ဒီ BTC တို့အာဒီမလား Solana တို့တုံတို့ Ethereum တို့ပေါ့နော်ဒီထဲမှာ chain လို့ရတဲ့ coin တွေရဲ့ BNB တွေပေါ့နော် အဲ့ coin ကိုချိန်နေဆိုတော့ကျွန်တော်တို့မှာ7 ROH မှာစားပြီးတော့ကျွန်တော်တို့ချိန်လို့ရမယ်ပေါ့နော်။အဲအားလေးကိုပြောပြထားတာပါ။အဲ့လိုချိန်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်ရဲ့ဘိုင်းနဲ့ဘိုင်းမီတာကိုကျွန်တော်ထည့်လို့ရပြီ။အဲ့တော့ကျွန်တော်ဒီ7 ROH ပြည်တာနဲ့ကျွန်တော်ဒီ utility ချက်ကျွန်တော်ပြန်နှင်ပေးပါမယ်။အခုကကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ရှိနေတဲ့ ROH ကိုကျွန်တော်တို့ရဲ့ဒီ NC wallet ထဲကိုဘယ်လိုထည့်ရလဲဆိုတာလေးကိုကျွန်တော်လာပြောပြပေးပါမယ်။ ဒီ Sony Live ပါကြည့်ပြီးတဲ့အစ်ကိုရအောင်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီ game လေးကိုဆော့ခြင်းနဲ့ညောင်လေးကိုဆော့ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ Jovian comment အောက်မှာကျွန်တော်ဒီ ROAS ကို ROAS profit ကိုပြီးတော့ကျွန်တော် City Boost ကိုကျွန်တော်အားလုံးကိုကျွန်တော်အာဒီ link ရဲ့အောက်မှာကျွန်တော်ဒီ video file ရဲ့အောက်မှာကျွန်တော် link ညီချပေးထားပါမယ်အဲ့ရနေမရောက်ပြီးတော့ဆော့ကြတာနိုင်ပါလေကျေးဇူးတင်ပါတယ်ခင်ဗျာ